မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 25ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းကလေးမြို့နယ်မှာထိုးစစ်ဆင်လာတဲ့စစ်ခွေးစစ်ကြောင်းကိုတိုက်ခတ်ခဲ့ရာစစ်သားအလောင်း3လောင်းလက်နက်10လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့ပြီးတော့စစ်တုံးမှန်တအုပ်ကိုလည်းဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဩဂတ်လ6ရက်နေ့ကနေဩဂတ်လ15ရက်နေ့အထိကလေးမြို့နယ်နန်းဆောင်ဘူးဂျေးရွာကိုတတကတဆယ်ကဘုံမူတမ်းမင်းထားဘိုးကြီးထွန်းလင်းသူနဲ့စကခတဆယ်လက်အောက်ခံခမရ363ကဘိုးကြီးဝင်းမင်းစိုးတို့ဦးစီးတဲ့ခံမန်းအင်အား120ကျော်ပါတဲ့စစ်ခွေးစစ်ကြောင်းကထိုးစစ်ဆင်လာတယ်လို့သိရပါဗျာ။ အဲ့ဒီစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတရင်တပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်သားအလောင်း၃လောင်းရရှိခဲ့ပြီးတော့စစ်တုံးမှန်တအုပ်ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကအတင်းအဓမ္မစစ်သားစုဆောင်းထားတဲ့ဟိန္ဒူဂေါရခါလူမျိုးစစ်မှုရန်စစ်သားအများအပြားတင်းဆုံခဲ့ရတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်တပ်ရဲ့လက်နက်မျိုးစုံ၁၀လက်နဲ့ခဲယမ်းကြီးကြောင့်များကိုလည်းတင်းစီရရှိခဲ့ရမှာ MG42 တလက် BA100 တလက် က် MA4 တက်လက် MA2 နှစ်လက် MA1 နှစ်လက် MA3 နှစ်လက် G3 တက်လက် MG42 ပြောင်းဖို့နှစ်ခု RPG ဒုံးသီး၅ခုကြီးပေါင်းမျိုးစုံ24ခုအပါအဝင် ခဲယမ်းမျိုးစုံတို့ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ဆယ်ရက်ကြာတဲ့တိုက်ပွဲကိုတော်လိုင်းတက်ဒီဘက်ကအမှတ်9အထူးလှုပ်ရှားတက်ရင်အမှတ်6အထူးလှုပ်ရှားတက်ရင်ကလေးခရိုင်အမှတ်၄တက်ရင်ကလေးခရိုင်အထူးစစ်ကြောင်း PDF အပေါင်းပတ်ကဖာကလေးမြို့နယ်ပတ်ကဖာကလေးဝမြို့နယ်ပတ်ကဖာမင်းငယ်မြို့နယ်ပတ်ကဖာ PDF Zolan Drone Team တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့ SNA အဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားကိုကြားဖြတ်တိုက်ခတ်ရာ drone ၅စီးနဲ့ကားတစ်စီးကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ23ရက်နေ့ညနေပိုင်းမှာဖားကံမြို့နယ်နမမြက်အနီးစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်နဲ့ SNA အဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တွေကကြားဖြတ်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာကားတစ်စီးနဲ့တိုက်ခတ်ရေး drone အကြီး၄စီး ကင်းထောက် drone အသေးတစ်စီးတို့ကိုတိမ့်ပတ်ရရှိခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်တပ်နဲ့ SND အဖွဲ့ဝင်တွေအထိနာပြီးတော့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။ဖားကန်မြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်ခွေးတွေနဲ့ရှမ်းနေတက် SND တွေလိုက်ပါလာတဲ့ကားကိုကြားဖြတ်တိုက်ခိုက်တာမှာ ကားတစ်စီးနဲ့ drone တွေကိုတင်စီရရှိခဲ့ပါတယ်စစ်ခွေးတွေကတော့တိုက်ပွဲအတွင်းမှာအထိနာပြီးတော့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်ဒါအပြင်လုံခင်ကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတယ်အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကလည်းကားဝက်ရှော့ကရဲသားပြည်သူကိုစောမင်းထွန်းကိုမျိုးစင်ထွန်းကိုအောင်ဆိုင်မင်းကိုကျော်စောဟိန်ကိုအောင်မြတ်ဦးနဲ့ကိုသူရထက်နိုင်တို့ကိုဖမ်းဆီးသွားပြီးတော့လက်ရှိအချိန်ထိပြန်လည်ပေးခြင်းမရှိသေးဘူးလို့သိရပါတယ် အကြမ်းဖက်စစ်ခွေးတပ်ဟာဖားကန်မြို့နယ်အတွင်း KPDF ဝစ်စုံများကိုဝစ်ဆင်ပြီးတော့စစ်ကြောလှုပ်ရှားနေပြီးတော်လိုင်းတပ်ဖွဲ့ဝင်များနဲ့ပြည်သူများကြားမှာအထင်အမြင်လွဲမားစေရန်အကွက်ချလှုပ်ဆောင်နေပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကကင်ဆောင်တဲ့လက်နက်များနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကင်ဆောင်တဲ့လက်နက်အမျိုးအစား꽌ပြားတယ်ဆိုတာကိုသတိပြုကြရန်တော်လိုင်းအဖွဲ့များကသတိပေးပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးလာရှိုးရထားလမ်းပေါ်မှာရှိတဲ့ကဘာကျော်ဂုတ်ထိတ်တရားကိုအကြမ်းဖက်စစ်ခွေးတပ်က drone နဲ့ဘုံကျဲဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့ TNL သတင်းနယ်ပြန်ကြားရေးဌာနကပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဩဂတ်လ24ရက်နေ့မနေ့9နာရီလောက်မှာဂုတ်ထိတ်တရာအနီးမှာရှိတဲ့ TNLA တပ်စခန်းကိုအကြမ်းဖက်စစ်ခွေးတပ်က drone နဲ့လာရောက်ဘုံကျဲခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဘုံကျဲတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးတပ်ရဲ့ drone ဘုံသီးများဟာ TNLA တပ်စခန်းကိုကြောက်ရောက်ပောက်ကွဲခြင်းမရှိဘဲနဲ့ဂုတ်ထိတ်တရာကိုတွားပြီးတော့ကြောက်ရောက်ပောက်ကွဲကပျက်စီးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးတရာပျက်စီးမှုနဲ့ပတ်သက်ပြီးတော့စစ်ခွေးလက်အောက်ခံ lobby အဖွဲ့က TNLA တပ်ဖွဲ့ကဖျက်ဆီးခဲ့ခြင်းဖြစ်ပြီးအလျားပေ30ကျော်ပျက်စီးခဲ့တယ်လို့ ဓာတ်ပုံများနဲ့ဝါရဖြန့်ချိခဲ့ကြပါတယ်ဒါကတော့တက်တက်ကိုစွတ်ဆွဲတာဖြစ်ပါတယ်တကယ်ဒီဂုတ်ထိတ်တရားကိုဖြန့်စည်းတာကစစ်ခွေးတက်တွေပဲဖြစ်ပါတယ်စစ်ခွေးတက်တွေဟာဒရုန်းကိုအသုံးပြုပြီးတော့ဘုံကျဲတက်ခိုက်ခဲ့တာပါမနေ့ကမနေ့ကိုနိုင်ဝင်းကျင်မှာစစ်ခွေးတက်ဟာကျမတို့ရဲ့ TNLT ရှိရာတက်ဆက်ခန်းကိုဒရုန်းနဲ့လာရောက်ပြီးတော့ဘုံကျဲတက်ခိုက်တာမျိုးတွေရှိခဲ့တယ်အဲ့ဒီကိုဒရုန်းနဲ့လာပြီးတော့ဘုံကျဲတက်ခိုက်တဲ့အခါဘုံကကျမတို့ရဲ့ TNLT တက်ဆက်ခန်းကိုကြားရောက်ပောက်ကွဲတာမျိုးမဖြစ်ဘဲနဲ့ ဒီဂုတ်ထိတ်တရားကိုတွားပြီးတော့ကြောက်ရောက်ပောက်ခွဲတာဖြစ်ပါတယ်လို့ TNL သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ခံပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ခွေးတပ်က drone နဲ့ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးတဲ့ဂုတ်ထိတ်တရားဟာ1899ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့ပြီးတော့ပေပေါင်း2200ကျော်ရှိတယ်လို့သိရပါတယ်မန္တလေးလာရှိုးမီးရထားလမ်းမပေါ် နောင်ချိုဘူရာနဲ့ကြောင်မဲမြို့နယ်နောင်ပိန်ဘူရာကြားမှာတရှိတဲ့တရားတစင်းဖြစ်တယ်လို့သိရပါဗါတယ်။အကြမ်းဖက်စစ်ခွေးတပ်ကကြောင်မဲမြို့ဘက်ကိုဆက်လက်ပြီးတော့စစ်ကြောင်းထုံးနေတဲ့အတော့ကြောင်မဲမြို့နယ်နောင်ပိန်ချေးွာအတွင်းမှာစစ်ခွေးတပ်နဲ့ TNL တို့တိုက်ပွဲတွေဆက်လက်ပြင်းထန်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကူတန်ရွှေကျင်မြို့နယ်ဒုံစရိတ်ချေးွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်စေးရိတ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်အရာရှိတအုပ်အပါအဝင်စစ်သား၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဩဂတ်လ24ရက်နေ့မနေ့3:30မိနစ်ခန့်အချိန်မှာရွှေကျင်မြို့နယ်ဒုံစီရဲ့ခြေရွာအခြေဆိုင်ခမရ969တရင်ရဲ့အထိုင်ချစစ်စစ်ရေးဂိတ်ကိုပြည်သူညီညွတ်ရေးတပ်ဦးအမှတ်87တပ်ဖွဲ့နဲ့အတူဒေသတော်လှန်ရေးအဖွဲ့များကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းဘတ်စစ်ခွေးတပ်ဘက်ကအရာရှိတအုပ်အပါအဝင်စစ်ခွေးနှကောင်တိတ်ဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လှန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့မနေ့ကမနက်မှာဝင်ပြီးတော့တိုက်ခိုက်ခဲ့တာပါ။ ဝင်တိုက်ပြီးတော့ပြန်ပြီးဆုတ်ခွာခဲ့ပါတယ်ပုံမှန်ထိုင်နေတာကတော့အဲ့ဒီဂိမ်းမှာအ ਨੇ စုံ9ယောက်ကနေပြီးတော့10ယောက်ဝင်းကျင်ကြားမှာရှိတယ်ကျွန်တော်တို့တိုက်ခိုက်တဲ့ညကတော့မိုးရေတောက်စားလာတဲ့သူတွေအရာရှိအဆင့်ရှိတဲ့2ယောက်အပါအဝင်အ ਨੇ စုံ15ယောက်လောက်ရှိပါတယ်တိုက်ပွဲဖြစ်ပွားတဲ့အချိန်ကတော့မိနစ်20လောက်ပဲကြာတယ်တေဆုံးတာကတော့အရာရှိအဆင့်လို့ယူဆရသူတအုပ်အပါအဝင်2ဦးတေဆုံးသွားပါတယ်ထိခိုက်ဒဏ်ရာရရှိသူ10ယောက်ဝင်းကျင်လောက်ရှိတယ်ကျွန်တော်တို့ကတော့ဒဏ်ရာရတဲ့စီးရင်ကိုတိတိကျကျမသိရလို့မထုတ်ပြန်ထားတာပါလို့ People's United Front ကပြောရေးဆိုခွင့်ရှိသူကိုခန့်တော်ကရှင်းပြထားပါတယ်။၎င်းဂိမ်းဆက်ခန်းဟာခြေရွာချင်းဆက်လမ်းများကိုပိတ်ဆို့ခြင်းလူသွားလူလာခရီးသွားပြည်သူများကိုမတရားဖမ်းဆီးငွေညှစ်ခြင်းအတင်းအဓမ္မဆက်ကြီးကောက်ခံခြင်းလူငယ်များကိုအတင်းအကျပ်စစ်သားများအဖြစ်နဲ့စူးစောင်းခြင်းများပြုလုပ်နေတဲ့အတွက်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့ KTV မှာတနက်မေ့ကြံပြီးတော့ပျောက်ဆုံးခဲ့တဲ့ဆရာဖဘိုးကြီးဖမ်းဆီးစစ်ဆေးခံရရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အေယာဝတီတိုင်းပသိမ်မြို့နယ်ငွေဆောင်မှာ စစ်ကောင်စီရဲ့စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဆရာဖားကဗိုလ်ကြီးတယောက်ဟာ KTV သွားရင်းနဲ့တနက်နဲ့သူ့ရဲ့အသုံးဆောင်ပစ္စည်းတွေပျောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူ့အပါအဝင်ဘေးနားမှာရှိတဲ့အရက်သားတွေပါဖမ်းဆီးစစ်ဆေးခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆရာဖဘူကြီးအောင်မြင့်ဦးဟာဩဂတ်လ16ရက်နေ့ညပိုင်းက KTV တခုကိုတွားရင်နဲ့သူ့ကင်နဲ့9 mm pistol တနက်တလား Xiaomi ဖုန်းတစ်လုံးငွေသားမှတ်ပုံတင်နဲ့ဝန်ထမ်းကတ်တွေပါမိကျံပျောက်ဆုံးခဲ့တာဖြစ်ပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဩဂတ်လ20ရက်နေ့မှာဘူကြီးအောင်မြင့် ဦးကိုစစ်ခွေးတပ်ကဖမ်းဆီးပြီးတော့စစ်ဆေးနေတယ်လို့သိရပါဗျ။ဖြစ်စဉ်ကိုသိရှိတဲ့သူတွေရောက်ကအဲ့ဒီဗိုလ်ကြီးဆိုတဲ့ကောင်က KTV သွားရဲနဲ့သူ့ရဲ့ပစ္စည်းတွေအဲ့ဒီမှာမေ့ကြံပြီးတော့ပျောက်သွားတာအဲ့ဒါကိုသတင်းဖုံးကျင်လို့သူ့ရဲ့တနက်အခိုးခံရတယ်ဆိုပြီးတော့အရဲသားတွေကိုဖမ်းဆီးရိုက်နှက်စစ်ဆေးနေတာအခုတော့သတင်းကဖုံးလို့မရတော့ဘဲနဲ့သူ့ရဲ့အထက်ကစစ်ခွေးတွေကသူ့ကိုပြန်ဖမ်းပြီးတော့စစ်ဆေးနေပါပြီ။အထက်ကိုလည်းအခိုးခံရတယ်ဘာညာပြောပြီးတော့ဝါမီဖုံးဖိပြီးတင်ပြထားပါတယ်လို့ပြောပြထားပါတယ်။ ဘိုးကြီးအောင်မြင့်ဦးဟာတနက်နဲ့ဖုန်းအပါအဝင်ပြည်စည်းတွေဟာသူ၅ရက်နေထိုင်တဲ့အိမ်မှာအခိုးခံရတယ်ဆိုပြီးတော့ငွေဆောင်မျိုးတွေကအိမ်ငါပိုင်ရှင်ကိုစင်လင်းထိုက်အပါအဝင်အရသာပြည်သူ၁၈ဦးကိုငွေဆောင်မျိုးရဲစခန်းမှာဖမ်းထားပြီးတော့ဆစ်ဆင်းနေတယ်လို့သိရပါတယ်။စစ်ခွေးတပ်နဲ့နှိစက်သူတွေကအဖမ်းခံရတဲ့သူတွေထဲက၄ယောက်ကတော့ပြန်လွတ်လာပါတယ်။အင်းရှင်နဲ့အဲ့ဒီအနီနာတဝိုက်ကလူငယ်တွေကြီးပဲအဖမ်းခံထားရတာပါအဲ့ဒီဘိုးကြီးအောင်မြင့်ဦးကမတင်ငါလို့ဖမ်းထားတဲ့သူတွေကိုအကုန်ပြန်မလွတ်ပေးသေးဘူး ူ့ကိုတိုင်းမို့အမိတ်နဲ့ဖမ်းပြီးတော့စစ်ဆေးနေတယ်လို့သိရတယ်လို့အတီးပြုတ်ပြောကြားထားပါဗျ။ဗိုလ်ကြီးအောင်မြင်ဦးကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်တက်တနေရာမှာဖမ်းဆီးစစ်ဆေးနေတယ်လို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေစီကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်ကြိုက်ထုံမြို့နယ်ချမ်းမြေစုရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်တန်ဃာတော်နှစ်ပါးပြန်လည်တော်မူခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နေ့ကဩဂုတ်လ24ရက်နေ့မနက်10:00နာရီခွဲအချိန်ကမှကြိုက်ထုံမြို့နယ်ချမ်းမြေစုရွာဖုန်းကြီးကျောင်းကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေကျောင်းတိုက်ခိုက်မှုအတွင်ဖုန်းကြီးကျောင်းအတွင်းမှာရှိတဲ့တန်ကားတော်9ပါးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့2ပါးဟာဒဏ်ရာအခြေအနေပြင်းထန်တဲ့အတွက်ကြောင့်ဈေးကူတရန်ပို့ဆောင်တဲ့အချိန်မှာပြန်လည်တော်မူခဲ့ရတယ်လို့သိရပါတယ်။စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ချမ်းမြေစုရွာကိုမနေ့ကမနက်ပိုင်းမှာလေရင်နဲ့ဘုံကျဲသွားပါတယ်။ ကလဝေးစိတ်တဖက်ကန်းကဖုန်ကြီးကြောင်းတွေကိုဘုံတိကြတယ်။တန်ဃာတော်ခဏပါထိခဲ့ဒဏ်ရာရသွားတယ်။နှစ်ပါးကတော့ဒဏ်ရာအခြေအနေပြင်းထန်လို့ဈေးကူသားဖို့ဈေးရုံကိုပို့ဆောင်တဲ့အချိန်လမ်းမာတင်ပြန်လောင်တော်မူသွားပါတယ်။ထိခဲ့ဒဏ်ရာရထားတဲ့တန်ဃာတော်တွေကတပါးကလည်းအခုချိန်ထိအခြေအနေစိုးရိမ်နေရတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။အလားတူပဲဩဂတ်စ်လ9ရက်နေ့ကလည်းအကြမ်းဖက်စစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ကြိုက်ထုံမြို့နယ်ပြင်းကရိုကုန်းကျေးရွာအုပ်စုပိန်နေကုန်းရွာကိုစစ်တပ်ကလေရင်နဲ့ဘုံတလုံးကျဲချခဲ့တဲ့အတွာပြည်သူတအုပ်တေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခမောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်ကိုအလဲသွားတယ်နတ်တလင်းကလူငယ်၃ဦးလိုင်းသာယာဆက်ယုံကလုံကြုံရေးလူငယ်များနဲ့ရွှေပရိန်လောက်ကင်သူကိုချစ်ထူးတို့ကိုစစ်ခွေးတပ်နဲ့ပြုခွေးတွေကစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးသွားပြီးရန်ကုန်မြို့မှာလူငယ်များကို တောက်လျှောက်ဆိုသလိုဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ၁ရက်နေ့မှာနတ်တလင်းမြို့နယ်ကနေရန်ကုန်မြို့ကိုလာရောက်ပြီးတော့အလုလုနေကြတဲ့လူငယ်၃ဦးဟာရုတ်တရက်အဆက်အသွယ်မရတော့ဘဲနဲ့ပျောက်ဆုံးသွားပြီးမိဘများကလိုက်လံရှာဖွေကြရကနေလူငယ်၃ဦးစလုံးစစ်ဗုဒ္ဓအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။၎င်းတို့ကင်ဆောင်တဲ့မကွေးမတ်ပုံတင်ရှင့်မြင်းဆောင်ကိုစစ်ခွေးတပ်ကစစ်ဆေးရင်းနဲ့စစ်ဗုဒ္ဓအဖြစ်နဲ့ဖမ်းဆီးခံလိုက်ရတယ်လို့သိရကြောင်းမိတ်ဆွေများထံကသိရပါတယ်။ ရန်ကုန်မှာသွားပြီးတော့အလုလုတဲ့နတ်တလင်းကလူငယ်၃ဦးကိုဩဂတ်စ်လ၁ရက်နေ့မှာဖမ်းဆီးခံလိုက်ရပါတယ်။မကွေးမပုံတင်ရှင်မြင်းဆောင်ကင်ဆောင်ထားတာပါ။အဲ့ဒီထဲမှာလူငယ်၃ဦးကမကွေးဘက်မှာရှိတဲ့စစ်တင်နန်းကျောင်းကိုအပုတ်ခံလိုက်ရပြီးတော့နတ်တလင်းမှာရှိတဲ့မိဘဒေစီကိုပြန်ပြီးတော့ဆက်သွယ်လာပါတယ်။သူတို့စစ်မှုထမ်းအဖြစ်နဲ့ဖမ်းဆီးခံရတယ်ဆိုတာကိုအသိပေးတယ်။ကျန်တဲ့၂ယောက်ကတော့ဘယ်တင်နန်းကျောင်းကိုရောက်လဲတော့မသိသေးဘူးလို့အဲ့ဒီဖြစ်စဉ်ကိုသေချာစွာသိရှိထားတဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။အလားတူပဲရန်ကုန်တိုင်းလိုင်သာယာမြို့နယ်ရွှေလင်းမန်းစစ်မှုဆုံးတရုတ်ပိုင်နယ် ထုံလိစက်ယုံမှာအလုပ်လုပ်ကိုင်းနေကြတဲ့လုံကြုံရေးလူငယ်များဟာဩဂတ်စ15ရက်နေ့မှာစက်ယုံကို လာပြီးတော့အလုပ်ဆင်းရန်လာတဲ့အချိန်လမ်းမှာစစ်တပ်နဲ့ပြူစော်ဒီများကဝင်ရောက်ပြီးတော့ဖမ်းဆီးသွားတယ်လို့သိရပါဗါတယ်။အဲ့ဒီဖမ်းဆီးခဲ့တဲ့လူငယ်များလွတ်မြောက်ရေးအတွက်စက်ယုံကလိုက်လံစုံစမ်းတဲ့အခါမှာစစ်ခွေးတပ်ကစစ်မှုထမ်းအဖြစ်နဲ့ဖမ်းဆီးသွားပြီးဖြစ်ကြောင်းသိရှိရပါတယ်။ထုံလိစက်ယုံကလုံကြုံရေးလူငယ်တွေလိုင်းသာယာရွှေလင်ပန်းမိသက်ယုံအဝိုင်းနာကဆီယာရှန်းလင်းရေခဲဆန်နားမှာစစ်ခွေးတက်ကပေါ်တာဆွဲဖမ်းဆီးသွားပါတယ် Pro Box ကအဖြူရောင်နဲ့အရက်ဝက်လူတစုကလူငယ်တွေကိုဖမ်းဆီးသွားတာပါလို့ဖမ်းဆီးခံရတဲ့လူငယ်များရဲ့မိတ်ဆွေကပြန်လည်ရှင်းပြထားပါတယ်။ရန်ကုန်မြို့ပေါ်မှာပဲစိတ်ခွေးတက်ကလူငယ်များကိုပေါ်ပေါ်တင်တင်ပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်လျက်ရှိပြီးတော့အလုတ်သွားအလုတ်ပြန်အချိန်များညာပိုင်းအချိန်များနေအိမ်များမှာအစင်းစစ်ခံနေရပြီးတော့ဖမ်းဆီးခံရခြင်းများဇက်တိုက်ကိုဖြစ်ပေါ်လျက်ရှိတယ်လို့စုံစမ်းသိရှိရပါတယ်။ ရန်ကုန်မှာရွှေပြည်လုတ်ကင်နေတဲ့ကိုချစ်ထူးဟာလည်းဩဂတ်စ3ရက်နေ့ညနေပိုင်းမှာစစ်မှုထမ်းရန်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုခံလိုက်ရတယ်လို့သိရပါဗျ။ယူဇနာဥယျာဉ်မြို့တော်အိယာဝင်းထဲမှာနေထိုင်တဲ့အသက်29နှစ်အရွယ်ရခိုင်လူမျိုးကိုချစ်ထူးကိုစစ်ခွေးများကခေါ်ယူသွားခြင်းဖြစ်တယ်လို့သိရပါဗျ။မြောက်ဒဂုံကိုသွားတဲ့အပြက်လမ်းမှာကားမတ်တိုင်းမှာစစ်ကားကဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ယူဇနာဥယျာဉ်မြို့တော်ကနေပြီးတော့မြောက်ဒဂုံကိုသွားပြီးအပြက်မဝါဒလမ်းဆောင်ကားမတ်တိုင်းမှာစစ်ခွေးကားနဲ့တွေ့လို့စစ်စေးမေးမြန်းရာကနေ ဟန်းဟော်သွားတာပါသူ့မှာဘာအပြစ်မှမရှိပါဘူးကိုချေထူးကဗရင်အလုတ်လုတ်ကင်ပြီးတော့တန်မွေးဝမ်းကြောင်းပြုတ်နေတဲ့သူပါစစ်ခွေးတက်ကမတရားဖမ်းဆီးသွားတာပါအဓိကကတော့သူကရခိုင်လူမျိုးဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အညိုးတွေနဲ့ဖမ်းသွားတာပါလို့ဖြစ်စဉ်ကိုသိရှိထားတဲ့သူတို့ကရှင်းပြထားပါတယ်စစ်ခွေးများဟာကိုချေထူးကိုမြောက်တကုံအထွေထွေအုပ်ချုပ်ရေးမှုရုံးကိုခေါ်သွားပြီးတော့မိသားစုဝင်းနေစီကိုဖုံးဆက်ခိုင်းကငွေကျပ်300နဲ့ပြန်ရွေးရန်အကြောင်းကြားခဲ့ကြောင်း မိသားစုနဲ့နှိဆက်သူတို့ကပြန်လည်ပြောပြထားပါတယ်။သူ့ရဲ့မိသားစုဝင်တွေကပတ်စံသိန်းတရာဘဲကနေရှိမှလဲမိသားစုတွေကဆင်းရဲကြတယ်။ကြက်သိန်းတရာဆိုတာနဲတာမှမဟုတ်တာပြန်ရွေးရင်လုံခြုံရေးအာမခံချက်မရှိဘူးလို့ထွေးဦးကပြောတယ်။အဲ့ဒီလိုနဲ့ဂျားထဲမှာ၂ရက်၃ရက်လောက်ကြာသွားတော့အခုတော့စစ်မှုထမ်းနဲ့ပို့လိုက်ကြပြီလို့ပြောတယ်လို့နှိဆက်သူတို့ကပြန်လည်ပြောပြထားပါတယ်။ ကိုချစ်ထူးဟာစစ်မှုထမ်းနဲ့ပါတယ်ဆိုပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များကမြောက်ဒဂုံထွေးအုပ်ရုံးကနေတိုက်ကြီးမျိုးအမှတ်တရခြင်းရေးတင်တန်းချောင်းကိုပို့လိုက်ကြတယ်လို့သိရပါဗါးမိသားစုဝင်တွေကတော့ကိုချစ်ထူးကိုပြန်ရွေးနိုင်ဖို့အတွက်ငွေတွေပတ်ပြီးတော့လိုက်လံချင်းကနေပြီးစီစဉ်ခဲ့တော့လေရန်နောက်ကျသွားတဲ့အတွက်ပြန်ရွေးခွင့်မရလိုက်ကြဘူးလို့သိရပါဗါးစစ်ခွေးတွေရောမြောက်ဒဂုံထွေးအုပ်ရုံးတွေကဒါတတ်တမှတ်ကိုညစ်တာပါသူတို့ပတ်စံမရလို့ဒီလူငယ်ကိုစစ်ထဲကိုပို့လိုက်ကြတယ်မစားတဲ့အမေသဲနဲ့ပတ်တာပေါ့ကိုချစ်ထူးမှာဘာမှအပြစ်မရှိဘဲနဲ့ပြန်လွတ်ပေးလို့ရပါတယ် ထမဒီကောင်တွေကဝင်ညစ်ချင်းလို့ဖမ်းသွားတာမိသားစုတွေကပတ်စံမရှိမရွေးနိုင်တော့စစ်မှုထမ်းတဲ့ပါတယ်ဆိုပြီးတော့အတင်းပို့လိုက်ကြတာပါတော်တော်ကိုရုံမှာကောက်ကျစ်ကြတဲ့ကောင်တွေပဲလို့ရန်ကုန်ရောက်ရခိုင်ဒေသခံတို့ကပြောပြထားပါဗါးကိုချေထူးကိုမိသားစုဝင်များကစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့မြောက်ဒဂုံထွေးအုပ်ရုံထံမှာ တွဲခွင့်တောင်းဆိုခဲ့တော်လဲလက်ရှိအချိန်ထိတွဲခွင့်မပေးသေးဘူးလို့ပြောပါရယ်ရခိုင်လူမျိုးကိုချစ်ထူးဖမ်းဆီးခံရတဲ့တရင်ကြောင့်ရန်ကုန်တိုင်းမှာရှိတဲ့ရခိုင်တိုင်းရင်းသားများဟာစိုးရိမ်မှုများမြင့်တက်လျက်ရှိပြီးတော့တွာလာမှုတွေကိုသတိထားစင်ကြယ်နေရတယ်လို့ပြောပါရယ်စစ်ခွေးတပ်ကမြန်မာနိုင်ငံအနှက်အထူးသဖြင့်၎င်းတို့ထိန်းချုပ်ထားတဲ့မျိုးကြီးများမှာရခိုင်တိုင်းရင်းသားများအပါအဝင်လူငယ်အများအပြားကိုမတရားဖမ်းဆီးကငွေညစ်တောင်းယူနေကြောင်းနဲ့ပတ်စံမရရင်စစ်မှုထမ်းတင်တန်းကိုပို့ဆောင်နေကြကြောင်းတရင်ရရှိပါရယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ